ဲ့ဒီဗီဒီယိုကြည့်နေရယူရီယန်နေယူဆိုရင် တော့လေအခုချိန်မှာကိုကဘလောက်ပဲခက်ခဲခက်ခဲသီးလားဟို top မဖြစ်နဲ့တန်တရားမဖြစ်နဲ့ဒါကိုတက်တက်ရင်ဆိုင်အကောင်းဆုံးတော့လို့ဒီဟာတွေကတော်တော်နောက်တစ်ချိန်မှာအရင်ပြောလို့ကောင်းတဲ့ story တပုတ်အနေနဲ့ကလူတိုင်းမှာပိုင်ဆိုင်နိုင်မယ်ဒီ career ကိုစပြီးရွေးချယ်ရခြင်းအကြောင်းတော့ အာကိုအရန်နှက်တက်လို့တော့မဟုတ်ဘူးပြီးတော့အိမ်ကနေပြီးတော့အော် leave လောက်ချင်တဲ့ရွေချက်တစ်ခုနဲ့ပဲထွက်ခဲ့တာဖြစ်တယ်အဲ့တော့အာဒီရဲ့ပညာရက်ကိုလုံးဝမသိဘူးအာနံပါတ်၁ချက်ကကြတော့အာအဲ့တော့ဒီ aesthetic နဲ့ပတ်သက်ပြီးအကုန်လုံးစပြီးတော့လေ့လာတဲ့ဟာတွေအစားအနေအကုန်လုံးစရတယ်နံပါတ်၂ချက်ကကြတော့အိမ်ကိုအရန်လွမ်းတယ်အဲဒါပေမဲ့ပြန်မဝင်ဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့လာတာဖြစ်တဲ့တော့ အရန်လွမ်းမိမယ်အာတောက်ခံပြီးရောငါဖောင်းဖြတ်ပြီးရောလာတာငါဒီစိတ်ကဝင်လို့မရဘူးငါဘလိုမျိုးပဲဖြစ်ဖြစ်ငါအကောင်တကောင်တော့ဖြစ်ပြီးမှပဲငါပြန်မယ်ဆိုတဲ့စိတ်ကအဲ့ချိန်မှာဘာမှန်းတော့မသိပြီနဲ့မသိစိတ်ထဲမှာတော့ရှိတယ်။နောက်တစ်ခါကအရန်ခက်ခဲတဲ့နေရတာဘာဖြစ်လို့လဲဆိုတော့အဲ့တုန်းကတော့အဖေကကြတော့သူနဲ့ရန်ဖြစ်ပြီးရောထွက်လာတယ်ဆိုပေမဲ့သူကကိုအရန်ချစ်တော်၁၀သိန်းလောက်ကတော့သူက support လုပ်ပေးတယ်။အဲပေးတာတော့မှအဲသူ ကိုတိုက်ရိုက်ပေးရမဟုတ်ဘူးအမေကနေပြီးတော့တဆင်ခံပေးရပေါ့အဲ့တော့အဲ့ဒီ၁၀သိန်းလေးရှိနေလို့ကွာနည်းနည်းသက်ရှူချောင်းတဲ့ထဲမှာပါတယ်ပေါ့နော်အိမ်အိမ်ခန်းကားတာမှ၂သိန်းလောက်ကအော်ဖြစ်သွားပြီဆိုတော့လေအဲ့တော့ဝင်ငွေစပြီးရောရဖို့ပဲအရေးကြီးလာတဲ့အချိန်မှာဖြစ်လာတယ်အဲ့တော့ထုံးစံတိုင်းမဲ့အလုတ်ကိုစပြီးရောရှောက်တဲ့အချိန်မှာလဲအလုတ်ရမရမသိကြဘူးဒါပေမဲ့ကံကောင်းစွာနဲ့ပဲဟိုစပြီးရောအင်တာဗျူးစလုပ်တဲ့ရက်မှာတင်ဟိုအလုတ်ကရသွားတော့နောက်တစ်ရက်မှာတင်အလုတ်စတက်တယ် အဲ့တော့ချက်ချင်းဒီအိမ်ငှားမဲ့ဟာတွေကိုမဆိုင်မတော့ပဲလိုက်ရှာအကုန်လိုက်ရှာပြီးတော့ရတယ်ငါဒီမှာနေမယ်ဒါအလုံးနဲ့အနည်းဆုံးပဲဆိုပြီးတော့ဒီလိုမျိုးတွေလုပ်တယ်ပေါ့အဲ့တော့အလုံးစားတက်တဲ့ချိန်မှာကျွန်တော်ကအခုမှ under training ပဲရှိသေးရဘူး under training ပဲရှိသေးရဖြစ်တဲ့အတွက်ကဟိုပေးမန့်ကထုံးစံတိုင်းပဲဒါနဲတယ်လေအဲ့တော့အဲ့ချိန်မှာကိုယ့်ရဲ့ဝင်ငွေကအရင်နေနေသေးတယ်ဒါပေမဲ့ဘယ်လိုပဲနေတယ်ပြောပြောဟိုကိုယ့်ရဲ့ဒီစူးစမ်းမှုကိုယ်ဆုံးဖြတ်မှု commitment နဲ့ကပထမဦးဆုံး အရန်ရတာရှိရလားလားတခုပေါ့နော်နဲပေမဲ့လဲအဟလေးတခုပေါ့အာနောက်ပိုင်းမှာတော့ ਨੇ ထရေတာပြီးတော့သုံးရတာရှိရကိုကိုထမင်းထားချက်ရတယ်ပေါ့နော်အရင်တော့အနေတော့မတူအရင်တော့ဆိုရင်ကြတော့အိမ်ကကိုအရန်စပို့လုပ်တယ်ပေါ့နော်ကြောင်းတက်ခဲ့တဲ့ပုံစံတွေအားဆိုရင်တော့ဒါပေမဲ့အခုဆိုရင်ဒါမဘိုးတွေကမရှိတော့ဘူးပေါ့မရှိတော့တဲ့အချိန်မှာကိုအဲ့ဒီဝင်ဝင်နဲ့စပြီးတော့ရမ်မိုကိုဇေယိတ်တွေအာထရေတာတွေစလုပ်တယ် ပြီးတော့ဟင်းဟင်းကတခါမှလည်းမချက်ဘူး challenge ချက်တတ်ဘူးအဲ့အချိန်မှာဒါပေမဲ့ကိုယ်မှာအင်းအင်းငါမလုပ်တတ်ဘူးငါမစားတတ်ဘူးတွေကမရှိတော့ဒါကိုဆုံးဖြတ်ခဲ့တဲ့ decision နောက်မှာကိုယ့်ကိုတောင်းဝန်ယူရမယ့်အပိုင်းတွေဖြစ်နေပြီဆိုတော့ဘယ်သူမှလည်းမငြင်းရဲဘူးအဲ့တော့မချက်တတ်ချက်တတ်နဲ့ YouTube တွေကြည့်ဖို့ကြည့်အောင်စားဖို့တောက်ဖို့တွေကိုဖြည်းဖြည်းချင်းစစင်စားပေါ့အလုပ်ထဲမှာဆိုရင်လည်းအမားတွေရှိရတာ၄ဆိုရင်လည်းပဲဒါဘလို့ချက်လဲဒါဟိုကဘလို့ချက်လဲဆိုပြီးချက်တဲ့နည်းတွေတောင်းပြီးတော့ဒါစားမဲ့တောင်းမဲ့ကိုရအောင်ထိန်ကိုကကိုစပြီးတော့ လုတ်လာရတဲ့ဟာလေးတွေပေါ့ဒါဘဝကိုစတင်ရတာပေါ့ဖြည်းဖြည်းချင်းပြီးတော့နောက်ထပ်ဘာအလုပ်တွေရှိတော့အလုပ်ထဲမှာထုံးတမ်းတိုင်းနဲ့စာနေလိုက်လို့ရတယ်ပြီးတော့အဲရတို့ဒီ industry ကကြတော့ဒီစေကန်းကိုလာပြီဆိုရင်ဟိုဒါတကယ်သုံးနိုင်စွဲနိုင်တဲ့လူတကယ်အလားပေါက်စိတ်ဝင်စားတဲ့လူဒီဟို standard တစ်ခုရှိတဲ့လူအများစုဝင်တဲ့နေသားဖြစ်တယ်ဆိုတော့အဲ့တော့ကဒေါတာရဲ့ပုံစံကသပင်ဆိုရင်လည်းပဲလုံးဝအဖြောင်းတိုင်းအထူးအရင်တိုင်းပေါ့နော်ဒီတိုင်းရှိတိုင်း ဘလို့လောက်ရမယ်မှမသိဘူးအလှလုံးဝမပြင်တတ်ဘူးမြက်တောင်တောင်မှဖျောက်အောင်မဆွဲမြက်ခုံးတောင်မှဖျောက်အောင်မဆွဲတတ်ဘူးတော်တော်တို့ကတရုပ်လူမျိုးဆိုတော့ဒီပြဲပြီးတော့မြက်ခုံးကမလှမြက်ခုံးတောင်မှကောင်းကောင်းရိတ်ရှိပင်းမလုံနိုင်ဘူးပေါ့နော်အာပြီးရင်နှကန်ပါပါလူကဖြူဖက်ဖြူရောနဲ့ဆိုတော့အများသောအားဖြင့်လူနာတွေကကိုယ် staff လို့ပဲမြင်တယ်အဲ့လိုမျိုးပေါ့အဲဘလို့ပြောမလဲအဲ8 day ပါနေဆိုရင်မှားပြီးတော့ကိုယ်ဆရာဝန်လို့မမြင်ဘူး ကိုဝန်ထမ်းလိုပဲမြင်တယ်ဟိုမြင်တော့ကိုအညီမလေးအိမ်လေးဟိုနောက်ရှေ့ပေးပါဒီနားရှေ့ပေးပါအဲ့လိုမျိုးပေါ့အဲ့အချိန်မှာကိုကဟိုဒီအလုံးနဲ့ကိုနဲ့က fitting ဖြစ်တယ်လို့မခံစားအောင်ကိုဘာမှလည်းမသိသေးဘူးတေးကြတယ်အဟာကျတော့0ဖြစ်နေ knowledge လည်းမရှိဘူး luna ဘလို့ကုမလဲဆိုတာကိုမပြောနဲ့ luna ကိုဘလို့ဆက်ဆံပြီးဘလို့စကားပြောရမလဲဆိုတာတော့မသိခဲ့ဘူး luna အနေနဲ့ကလည်းကိုကိုကြည့်တဲ့အချိန်မှာကိုဝန်ထမ်းလိုပဲထင်တယ်ဆရာဝန်လို့မထင်ဘူးအဲ့အဲ့လိုမျိုးဟာရှိတဲ့အချိန်မှာဘာစပြီးရောကိုယ့်ရဲ့ appearance ကိုစပြောင်းရတယ် အာဘာလို့ဆိုကိုကဒီအလုပ်ကိုအရန်လိုချင်တာဟိုဘယ်လိုမျိုးနေထားနေမှာလို့ကိုအိမ်မပြန်နိုင်တော့ဘူးဒီလိုမျိုးစိတ်ကရှိအောင်ဆိုတော့မရရအောင်စားပြောင်းလဲသမင်းနေဆိုရင်အိမ်အလုပ်ထဲကလူတွေဆိုရင်လည်းတိုက်တွန်းတာပေါ့နော်သမင်းသွားဆိုသမင်းဆိုမရမယ်အဲ့လိုမျိုးပေါ့နော်သမင်းညှက်ချလိုက်တော့ကောက်လိုက်တော့အဲ့လိုမျိုးစပြီးဖြည်းဖြည်းချင်း changes လုပ်တာပေါ့အင်ဂျီလေးဆိုရင်လည်းဒါ T-shirt တို့ sport shirt တို့ခက်နွန်းနွန်းပဲရှိရနေရနေပြီးတော့နောက်ပိုင်းအင်ဂျီဝယ်တဲ့အချိန်ကျရင်ဝယ်တာချင်းတူတူပဲနည်းနည်းကြည့်လို့ကောင်းတဲ့အင်ဂျီလေးကို ထပ်ဝယ်တာမျိုးလေးတွေဖြစ်ဖြစ် wardrobe လေးပြောင်းရတာမျိုးလေးတွေရှိတယ်ပြီးတော့စားရတောက်တာတွေ expense တွေအကုန်လုံး short ချလိုက်ရတာမျိုးလေးတွေရှိရဲပြီးတော့နောက်ထပ်ထပ်ပြီးတော့ကိုယ့်ဟာကိုယ်ထပ် demand မရှိအောင်ပေါ့နော်ဖြုံးတဲ့အပိုင်းကိုမရအောင်ကိုယ့်ဟာကိုယ်စီစဲရတဲ့အပိုင်းတွေရှိရဲပြီးတော့လေးလာတဲ့အပိုင်းတွေစကားပြောတဲ့အပိုင်းတွေဆိုလုံးဝ smooth မဖြစ်ဘူးဘာလို့လဲနေရကြီးလာလေပြီးတော့စကားအရင်နဲတဲ့ဆိုတော့စကားလုံးဝမပြောတတ်တဲ့အထဲမှာပါတယ်ကိုအဲ့ဒီတုန်းကဆိုရင်ကိုစကားပြောလို့လူနာဝယ်သွားတယ်ဆိုတာမရှိဘူး အလူနာနဲ့တုံးဆုံသွားတဲ့အနေထားလိုမျိုးပဲရှိတယ်ပေါ့အဲ့တော့အဲ့ဒီစကားပြောတဲ့ပုံစံကိုကိုရဲ့အလုံးရှင်နေစီရရောပြီးတော့ကိုရှေ့မှာနှစ်တွေကြာခဲ့တဲ့လူတွေစီရ therapist တွေစီရ receptionist တွေစီရအကုန်လုံးလိုက်သင်ရတယ်သူတို့စကားပြောတဲ့ sentence တစ်ချောင်းချင်းစီကိုပေါ့နော်အားကြီးလိုက်လုပ်တယ်တစ်ဖက်ကနေပြီးတော့လည်းပဲဒီ botox တို့ filler တို့ပြီးတော့ skin တွေကိုကြည့်တဲ့ပုံစံဘလို့ကြည့်ရလဲပြီးတော့စာတွေလိုက်ဖတ်တယ်အဲ့ဒီတစ်ခုဒေါက်တာစီမှာကောင်းသွားတာတစ်ခုအကြောင်းဒေါက်တာမတငယ်ချင်းနောက်ထပ်၃ယောက်ရှိရေပေါ့နော် ော်အာအဲ့ဒီ၃ယောက်နဲ့ဆိုရင်ညဘက်၈နိုင်ကြီးဆိုရင် excuse no excuse ၈နိုင်ကြီးဆိုတာနဲ့စာဖတ်ရမယ်ဗီဒီယို call call စာဖတ်စာအောင်လားဆိုအဟောတော့လာတော်တော်ကြာကြာလုံနိုင်ခဲ့တဲ့အချိန်မှာတယောက်တည်းလို့တော့အဲ့တုန်းကတော့မခံစားနိုင်ခဲ့မခံစားခဲ့ဘူးပေါ့တငယ်ချင်းလေးနဲ့ရှိအဲ့တငယ်ချင်းတွေကလည်းအဲ့ aesthetic industry ကိုအခုမှဝင်လာတဲ့လူတွေအဲ့ကြမှာစခင်တဲ့လူအကုန်လုံးအခုမှဘာမှမသိတော့ပိုခင်သွားတဲ့အနေထားပေါ့ကျောင်းတော့ဆိုတွေ့တာတွေ့ပေမဲ့ ညီတော်မညီပြကြဘူးနောက်ပိုင်းကျမှအဲ့ဒီခင်သွားပြီးတော့တို့စာစာဖတ်ကြတာပေါ့အဲ့တော့ challenges တွေကကြတော့အာဒါကလုံးဝခလေးလေးတစ်ယောက်ကနေပြီးတော့ကိုယ့်ကိုတောင်းဝန်ယူပြီးတော့ကိုယ့်ရဲ့ career ကိုပြောင်းမယ်ဆိုတဲ့အချိန်မှာလူတိုင်းသေချာတာယူရတာကြတော့အော်ကိုယ့်ရဲ့စားတာတောက်တာအော်ကိုဘယ်လိုလုပ်မလဲဆိုတာရယ်ဇယိစကားမျှအောင်ဘယ်လိုကိုနေထိုင်မလဲဆိုတာရယ်ဒါလူတိုင်းဒီဟာနေပြီးတော့စရတာဖြစ်တယ်အော်ဒါကအရန် normal ပဲ ဒီလိုမဆိုင်ရင်လည်းပဲဒီထက်ကြီးတဲ့အလုပ်တွေတော့ဒါတို့ကလုပ်နိုင်မှုမရှိဘူး။အဲဒါဒါအရင်ကောင်းတဲ့ lesson တွေလို့တော့ဒါကတော့မြင်နေပေါ့နော်။အဲ့တော့ဒီဟာရှိတာမို့ဒီဟာတွေဖြစ်ခဲ့တာမို့လို့လည်းပဲအခုချိန်မှာဒီထက်ပိုပြီးတော့မြင်တဲ့ဟာတွေကို learning လုပ်တဲ့အပိုင်းတွေဘယ်အပိုင်းမှာဆိုရင်ကွာ growth mindset တစ်ခုကိုပိုပြီးတော့ထည့်တတ်လာတယ်။ဘာလို့တော့ဘဝမှာကလေအရင်အဆင်ပြေလွန်အကြီးလွန်အကြီးညံကတုံးတုံးသွားတယ်ဒါကဒေါက်တာခံယူချက်ပေါ့။ဘာလို့ဆို comfort ဖြစ်သွားတာ ကြည့်တော့ကိုယ့်ရဲ့အုံနောက်ကိုမသုံးတော့ဘယ်လိုစင်ပြေအောင်နေမလဲပဲစဉ်းစားပြီးတော့ကိုယ့်ရဲ့အုံနောက်တွေကြုံသွားတယ်လူကပို့ပြီးတော့လူခွာစားဖြစ်လာတယ်ဘယ်သူမှထင်ကြည့်ရောဘူးအဲဒီလိုမျိုးနေထိုင်အဲဒါကြောင့်လည်းကိုယ့်အကူအမြဲတမ်း push လောက်တဲ့အထဲမှာပါတယ်။နေရာစားစားတာစား landing လောက်စားစားအီ connect creation ပိုင်းနေရာစားနည်းနည်းဟိုကိုယ့်ဟာကို push လောက်တဲ့အပိုင်းမှာပါတယ်ပေါ့နော်။အဲ့တော့ ဒါတော့ဘဝကိုစားပြီးတော့ changes ဖြစ်စေတဲ့လုံးဝ turning point လို့ပြောရမှာဆိုရင်တော့အိမ်ကထွက်လာတဲ့ဟာရင်ပြီးတော့ဒီ career ကိုရွေးချယ်ခဲ့တဲ့အချိန်မှာရလာတဲ့ consequence မှန်တယ်။ကိုကတော့ဘာမှန်းတော့မသိပေမဲ့ရလာသမျှကိုတဲ့တယ်ပဲလုပ်တယ်ဝင်နေတယ်ဒါပေမဲ့အိမ်ကိုမပြောဘူးငါလုံးနိုင်တယ်ဆိုတဲ့စိတ်နဲ့တင်းပြီးရောဆက်သွားတယ်ဒါဒါပေမဲ့အခုချိန်မှာတော့အိမ်ထဲကအရန်ဟိုကို warm ဖြစ်တဲ့ family တစ်ခုမှရှိတယ်အဲ့ဒီချိန်ဆိုရင်ကိုယ်အိမ်ကိုပြောပြရအောင်အမေကိုလည်းပြောပြရအောင်ဖေကိုလည်းပြောပြရအောင်ဆိုတော့ဒီချိန်မှာဆိုရင် အမေနဲ့ဖေကတော့အရင် proud ဖြစ်တဲ့အာ movement နေတော့သူတို့ပိုင်းရဟဲ့ငါသမီးလေးလုံနိုင်နေဆိုတဲ့ဟာပေါ့ကိုလည်းပြန်ကြည့်လိုက်ရင်တော့အခုနေထားမှာဆိုရင်ဩငါဒီလိုလုပ်ခဲ့လို့ဒီလိုနေထားပေါ့နော်ဆိုတော့ red video ကြည့်နေရယူရန်နေကိုဆိုရင်တော့လေအခုချိန်မှာကိုကဘလောက်ပဲခက်ခဲခက်ခဲသီလားဟို top မဖြစ်နဲ့တန်တဲ့ရမဖြစ်နဲ့ဒါကိုတက်တက်ရင်ဆိုင်အကောင်းဆုံးတော်လို့ဒီဟာတွေကကျွန်တော်တို့နောက်တစ်ချိန်မှာအရင်ပြောလို့ကောင်းတဲ့ story တပုတ်အနေနဲ့ကလူတိုင်းမှာပိုင်ဆိုင်လိုက်မယ်အဟာက ဆိုတော့ဒီဗီဒီယိုကဒရိုက်ရဲ့အတွေ့အကြုံမျှဝေခြင်းရင်းနဲ့ပဲယူရီယန်တို့အတွက်လည်းအများကြီးကျူးရှိမယ်လို့မျှော်လင့်ပါတယ်